အားလုံးပဲမင်္ဂလာပါ။ Cambridge Ace E-learning platform မှာကြိုဆိုလိုက်ပါတယ်။ကျွန်တော်ဒီနေ့ sharing လုပ်ပေးခြင်းအကြောင်းများတော့ကွန်မြူနာတွေဟန်သွားရင်ဘာလို့များဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်။ခေါင်းစဉ်ကို sharing လုပ်ပေးရရင်ချက်ကတော့ကွန်မြူနာနဲ့နေ့စဉ်လုပ်လုပ်ကန်နေတဲ့သူတွေ၊ကွန်မြူနာနဲ့စာလိတာနေတဲ့သူတွေ၊ gaming ဘိုင်းတွေ၊ connect creation ဘိုင်းတွေ၊ streaming ဘိုင်းတွေလုပ်ကန်နေတဲ့သူတွေအတွက်သင်ကြားတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ကွန်မြူနာတွေကနေ့စဉ်အသုံးပြုတဲ့ခါမှာဆိုလို့ရှိရင်ဟန်ရတာမျိုးတွေ၊ face ဖြစ်သွားတာမျိုးတွေကျွန်တော်တို့အကြုံမှုကြမှာပါ။ အဲကျွန်တော်အဲ့လိုကြုံရတဲ့အခါမှာဆိုလို့ရှိရင်ဘယ်လိုမျိုးဖြစ်ရှင်းမလဲ။ဘာလို့လုပ်ရဆိုတာကိုကျွန်တော်လည်းတူတူလေ့လာကြည့်ရအောင်။အဲကျွန်တော်ရဲ့ကွန်ပျူတာတွေကအသုံးနေနေ software တွေအသုံးပြုနေနေဒါ face ဖြစ်သွားမယ် hand ဖြစ်သွားမယ်ဆိုလို့ရှိရင်တော့အောက်မှာဖော်ပြပေးထားတဲ့ဒီအချက်အလက်တွေကိုကြည့်ရှုပြီးတော့ဒါလိုက်နာဖြစ်ရှင်းလို့ရပါတယ်။အမှန်အဆုံးကျွန်တော်တို့ကမလုပ်ရမယ်ဆိုလို့ရှိရင်တော့အရင်ဆုံးစောင့်ကြည့်ရမယ်ပေါ့နော်။ကိုယ့်ရဲ့ကွန်ပျူတာကဘာကြောင့်ဟန်းလာလဲ။ hardware ကြောင့်လား software ကြောင့်လား။ဒါမှမဟုတ်ကိုယ်အသုံးပြုနေတဲ့ဒီ software တွေက update မဖြစ်လို့လား။ အခြေအနေမျိုးကြောင့်ဖြစ်နေတာပေါ့နော်အဲ့တော့ဘာကြောင့်ဖြစ်လဲဆိုတော့ကျွန်တော်တို့ကအရင်ဆုံးစောင့်ကြည့်ဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်တို့အသုံးပြုနေတဲ့ software တွေကရုပ်သရက်ကြီးဟန်သွားမယ် feature သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က window မှာဆိုလို့ရှိရင် anders ကိုအသုံးပြုလို့ရပါတယ်အဲ့တော့ anders လို့ပြောဆိုလို့ရှိရင်တော့ task manager ကိုကျွန်တော်တို့ဖွင့်ကြည့်ရပါမယ်အော်တက်စမနေဂျာကိုဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော် keyboard မှာရှိတဲ့အဲဒီ control ရဲ့ shift ရဲ့ escape key ရဲ့တွဲနေပြီးတော့ဒါဖွင့်လို့ရပါတယ်အဲ့ ဒါမှမဟုတ်ဆိုလို့ရှိရင်လည်း control order delete key ကိုနှိပ်နှိပ်ပြီးရမယ်ဆိုလို့ရှိရင်အဲ့ဒီမှာ shutdown လို့ restart တို့เนาะစသဖြင့်ရှိပါလေအဲ့မှာကျွန်တော်က task manager ကိုရွှေ့ပြီးတော့ဖွင့်ပေးရပါမယ်အဲ့တော့ကျွန်တော်ဒီ task manager လေးကိုရောင်းရမယ်ဆိုလို့ရှိရင်เนาะကိုအသုံးပြုနေတဲ့ application တွေဒီနောက်ကွယ်မှာ run နေတဲ့ဒီ app တွေ software တွေကိုကျွန်တော်တွေ့ရပါမယ်အဲ့တော့ဘယ် software ကတော့ CPU ဘလောက်အသုံးပြုနေလဲ RAM ဘလောက်အသုံးပြုနေလဲဆိုတော့ဒီမှာလာပြီးတော့ဖော်ပြပေးထားပါတယ်။အဲ့တော့ကျွန်တော်တို့ကမလိုအပ်တဲ့ဟာတွေဒီနောက်ကွယ်မှာ run နေတဲ့ဟာတွေကိုဒါ untest လုပ်ပေးထားတင်ပါတယ်။ အဲ့ဒါကတော့ကျွန်တော်ဒီအသုံးပြုနေတဲ့ဒီ software ကဟန်သွားမှန်ဆိုလို့ရှိရင်အဲ့ software ကို vitally နဲ့နဲ့ပြီးရမှန်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ underscore ရွေးပေးရပါမယ်။အော်အဲ့ underscore လို့ပြီးရမှန်ဆိုလို့ရှိရင်ကျွန်တော်အဲ့ application ကိုပြန်ပြီးတော့ဖွင့်ပေးရမှာဖြစ်ပါတယ်။ Windows ရဲ့ underscore လိုမျိုးပဲကျွန်တော်ဒီ Mac OS မှာဆိုလို့ရှိရင် force quit ကိုအသုံးပြုလို့ရပါတယ်။အဲ့တော့ force quit ကိုအသုံးမှန်ဆိုလို့ရှိရင်လည်း command key ရဲ့ option key ရဲ့ escape key ရောတွက်နှိပ်ပြီးတော့ဒါဒီ force quit ကိုအသုံးပြုလို့ရပါတယ်။ ဲ့ဒီမှာဆိုလို့ရှိရင်တော့ကိုဒီဘာ process တွေ run နေလဲဘာ application တွေဖွင့်နေလဲအဲ့တော့ကိုမလို့ update ဟာလေးဒါမှမဟုတ်ကိုရဲ့ hand နေတဲ့ software တွေအားတွေကိုဒီမှာ force quick ကိုအသုံးပြုပြီးတော့ဒါရွေးချယ်လို့ရပါတယ်အဲ့တော့ဒါနှစ်ခုကတော့ဒါအကောင်းဆုံးနည်းလမ်းပေါ့နော်ကိုကိုရဲ့ကွန်ပျူတာပဲဟန်ဟန်ကိုရဲ့ဖုန်းပဲဟန်ဘယ်လို device ပဲဟန်ကျွန်တော်ကဘာလို့တင်လဲဆိုလို့ချင်းအရင်ဆုံး reset တစ်ခေါက်ရင်ခြာပေးတင်ပါလေအဲ့တော့ကွန်ပျူတာမှာ reset ချမှာဆိုလို့ချင်း control ရဲ့ order delete key ကိုနှိပ် နေပြီးရောမှာဆိုလို့ရှိရင်အဲ့ဒီမှာ register ဆိုတဲ့ option လေးကိုကျွန်တော်ရွှေ့ပေးသင့်ပါတယ်နော်အဲ့တော့ဒီ register ကြာသွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ application ကိုပြန်ပြီးတော့ဖွင့်ကြည့်ပါဒီ application တွေကပုံမှန်အတိုင်းလုံးလုံးနေရအောင်တွေ့ရပါလိမ့်မယ် တော့တာမန်ဗီဇာချောက်နေမရဘူးဆိုရင်ရှင်တော့ကျွန်တော်တို့က safe နဲ့ error ရှားမှာဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်အသုံးပြနေတဲ့ဟာက Windows OS ဆိုလို့ရှိရင်တော့ကျွန်တော်တို့က set ကို restart ရင်ချချပြောင်းမယ်ဆိုလို့ရှိရင်တော့ FF key ကိုကျွန်တော်နှိပ်ပြရမှာဖြစ်ပါတယ်တကယ်လို့ကိုယ့်ရဲ့ keyboard မှာ Fn ပါတယ်ဆိုလို့ရှိရင်တော့ Fn key ရဲ့ဒီ FF ရောသွင်းနှိပ်ပြရမှာဖြစ်ပါတယ်အဲ့လိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ advanced option နဲ့ရောင်းမှာဖြစ်ပါတယ်အဲ့ဒီမှာအာဒီဘာကြောင့်ဖြစ်တာလဲအဲဘာဘာ error ရှိလဲအဲ့တော့ကျွန်တော်တို့ကဒီ automatic web page နဲ့ပဲဖြစ်ဖြစ်ဒီ error ရှားပေးတင်ပါလေနော်ဒီ Windows လိုမျိုးပဲ Mac OS မှာဆိုလို့ရှိရင်လည်းဒီ save ဖို့တော့ကျွန်တော် Windows ရပါတယ်။အဲ့အရင်ဆုံးဒီ set ကို reset ချဖို့လိုရတာပေါ့နော်။အဲ့တော့ reset ချပြီးသွားပြီဆိုလို့ရှိရင်တော့ဒီ shift key လေးကိုကျွန်တော်က set တိုက်နှိပ်ပေးရမှာဖြစ်ပါတယ်။အားဆိုလို့ရှိရင် Windows လိုမျိုးပဲဒီ Mac OS မှာလည်း save ဖို့တဲ့မှာသွားပြီးကြောင်းအဲ့ဒါရှာကြည့်လို့ရပါတယ်။ အရှိမပြောသလိုမျိုးပဲကျွန်တော်ရဲ့ကွန်ပျူတာလေးကဟန်သွားရဆိုလို့ရှိရင်အကြောင်းမျိုးကြောင့်ဖြစ်နေတာပေါ့နော်ဒီ software ကြောင့်လားဒီ hardware ကြောင့်လားဆိုတော့ကျွန်တော်တို့ကဒါကြည့်ရှုပေးသင့်ပါတယ်။အော်ဒီ hardware ကြောင့်ဖြစ်တယ်ဆိုလို့ရှိရင်များသောအားဖြင့်တော့ CPU RAM တို့ hard disk ကြောင့်ဖြစ်တတ်ပါလေ။အဲ့တော့ကိုယ့်ရဲ့ဒီ RAM တို့ hard disk က hard ဘယ်လောက်ရှိလဲ performance ကဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်တို့က tools တွေအသုံးပြုပြီးတော့ဒါစစ်ဆေးကြည့်သင့်ပါတယ်။ အော်ဖော်ဖော်ပန်ကြနေပြီဟတ်တွေကနည်းနေပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအစ်စ်ကိုဒါပြောင်းလဲပြပြင်းတင်ပါတယ်เนาะအစ်စ်ကိုလဲပြတင်ပါတယ်အဲ့တော့နောက်တစ်ခုကဒီကျော်ရဲ့ဟတ်ဒစ်စ်ဒီဗန်တွေကတမ်ပရေချာဘယ်လောက်ရှိလဲတမ်ပရေချာအပူလွန်ခဲနေပြီလားဒါလည်းကျွန်တော်ကြည့်ရှုစစ်ဆေးတင်ပါတယ်အော်ကွန်ဖလိုက်တဲ့ application ကဒါချက်ချင်းမပွင့်လာဘူးနောက်တစ်ခုကအတန်တွေပါနေမထွက်လာဘူး ပို့ဖွင့်လိုက်တဲ့ဗီဒီယိုတို့เนาะတခြင်းတို့ကဒါ music file တွေကဒါအတန်ဒီပါလီမထွက်လာဘူးဆိုလို့ရှိရင်တော့ဒီ driver update တို့ software update တို့ပြုလုပ်ပေးသင့်ပါတယ်เนาะ driver update လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က driver manager ကိုသွားသွားပြီးတော့အဲကိုဘာကြောင့်ဖြစ်တာလဲ speaker လားဒါမှမဟုတ် mic မရလားအမွေဒါရုပ်ထပ်မကောင်းလို့ဒါဆက်သက်ဖြစ်ပေါ့နော်အဲ့တော့တက်ဆိုင်ရအောင်ကျွန်တော်ဝင်ပြီးတော့ဒီ right click နှိပ်နှိပ်ပြီးတော့အဲ့ဒီမှာ update driver ကိုကျွန်တော်တို့ကရွေးပေးရပါမယ် အော် software update လုပ်မယ်ဆိုလို့ရှိရင်လည်းဒီ setting တွေကိုသွားသွားပြီးတော့ဒီ update and security ဆိုတဲ့နေရာမှာကျွန်တော်တို့ကဒီဒီ operating system ကိုဒါ update ပြုလုပ်လို့ရပါတယ်အဲ့တော့ဒီ software တွေပါလို့လည်း update လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီ app store လို့ဖြစ်ဖြစ်ဒါမှမဟုတ် Microsoft store မှာဖြစ်ဖြစ်သွားပြီးတော့ဒါ update ပြုလုပ်လို့ရပါတယ်အကောကနေပြီးတော့ application တွေဖွင့်လိုက်မယ် file တွေဖွင့်လိုက်မယ်ဆိုလို့ရှိရင်ချက်ချင်းမပွင့်တော့ဘူး hand နေမယ်လက်နေမယ်เนาะအဲ့ဒါဆိုလို့ရှိရင်ဒါ malware တွေ virus တွေကြောင့်လည်းဖြစ်နိုင်ပါတယ် အကိုရဲ့ကွန်ပျူတာထဲမှာဘဲဝဲတွေရှိနေလားဘာမက်စ်တွေရှိနေလားစသဖြင့်ကျွန်တော်စစ်ဆေးရမှာဖြစ်ပါတယ်အဲ့လိုစစ်ဆေးဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ Antivirus Studio ကိုကျွန်တော်အသုံးပြုပေးသင့်ပါတယ်အဲ့တော့ဒီ Antivirus ကိုသုံးမယ်ဆိုလို့ရှိရင် Windows မှာဒီ Original ပါတယ်ဒီ Windows Defender ကိုကျွန်တော်အသုံးပြုလို့ရပါတယ် Windows Defender ကိုအသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်ခုနနေရာမှာပဲဒီ setting အဲဒီ Win Update and Security ဆိုတဲ့နေရာမှာပဲကျွန်တော်တို့ကဒီ Windows Defender ကိုအသုံးပြုလို့ရပါတယ်နော်ဒီ Virus and Threat Protection မှာသွားပြီးတော့ဒါကျွန်တော်တို့ scan ဖတ်ပေးသင့်ပါတယ် တော့ Windows လိုမျိုးပဲ Mac OS မှာဆိုလို့ရှိရင်ကျွန်တော်တို့က exported ဒါမဟုတ်ဘူးဆိုလို့ရှိရင်နောက်တစ်မျိုးဘယ်လိုခေါ်သင့်လဲဆိုတော့ file content လို့လည်းခေါ်သင့်ကြပါဘောเนาะအဲ့ဒီမှာသွားပြီးတော့ဒီဘယ်လိုလား update ဟာလေဒီ malware တွေ malicious software တွေစသဖြင့်ပေါ့ကျွန်တော်အားတွေကို content ဝင်ခိုင်းလို့ရပါတယ် အဲ့နောက်တစ်ခုကကျွန်တော်ဘာလို့လုပ်ရသည်လဲဆိုလို့ရှိရင် system based လို့လုပ်ကြည့်လို့ရပါတယ်။အဲ့တော့ system based ဆိုရတဲ့အတိပ္ပယ်ကကျွန်တော်ကျွန်တော်ဒီ game တွေဘာမှမဆိုလို့ရှိရင် save မှတ်ထားတဲ့သဘောမျိုးပေါ့နော်။အဲ့တော့ဒီကိုကနေပြီးတော့အဲ့ save မှတ်ထားတဲ့ရောပြန်ပြီးတော့လုပ်ပြန်လုပ်တဲ့အခါဆိုလို့ရှိရင်အဲ့ညီရောပြန်ပြီးတော့ရောက်သွားတဲ့လိုမျိုးပေါ့နော်။ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ balance တွေအရင်များလာပြီးအဲ software တွေကအဲ့ဒီ error တွေအရင်များလာပြီးဆိုလို့ရှိရင်ကျွန်တော်တို့က system based လို့ပြလို့ပေးသင့်ပါတယ်အဲ့တော့ system based လို့မလုပ်ခင်မှာကျွန်တော်သတိထားမယ့်အချက်ကကျွန်တော်အရင်ဆုံး backup တစ်ခေါက်လောက်တော့အရင်ယူထားပေးသင့်ပါတယ် เนาะအဲ့တော့ system resolve လုပ်မယ်ဆိုလို့ရှိရင်ခုနကဒီ advanced option ဆိုတဲ့နေရာမှာပဲကျွန်တော်တို့ကဒီ automatic ပုံမရေးပဲမရွေးပဲねဒီအပေါ်ဆုံးမှာရှိတဲ့ဒီ system resolve ရွေးပေးရမှာဖြစ်ပါတယ်အဲ့တော့ window လိုမျိုးပဲ mac os မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့က time machine အသုံးပြုလို့ရပါတယ်အထိုင်းမရှင်ရတဲ့ခုနလိုမျိုးပေါ့နော်ကျွန်တော်အရင်ဆုံး backup တစ်ခေါက်ယူထားဖို့လိုအပ်ပါတယ်အဲ့တော့အဲ့ဒီ backup ယူထားတဲ့အချိန်ကိုပြန်ပြီးရောနောက်ပြန်ရှင်းလိုက်တဲ့လိုမျိုးပေါ့နော်ဒါကကျတော့ဒီ time machine ပုံစံမျိုးဖြစ်ပါတယ် အော်ကိုယ့်ကိုဖြည့်ရှင်းလို့မမရအောင်ဆိုရင်တော့နောက်ဆုံးလေးကတော့ဒါ service ဆိုင်ကိုသွားပြီးတော့ဒီတက်ဆိုင်ရကျွမ်းကျင်တဲ့ service technician ကိုကျွန်တော်ကပြသပြီးတော့ဒါအကူအညီတောင်းတင်ပါတယ် နဲ့ရှင်းပြလို့ဝေဖန်တဲ့အကြောင်းအရာကိုကြည့်ရှုပြီးတော့အားလုံးပဲကျေနပ်လိုက်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုကြည့်ရှုပြီးတော့ကိုယ့်ရဲ့ကွန်ပျူတာကိုဘယ်လိုမျိုး maintenance လုပ်မလဲကိုယ့်ရဲ့ကွန်ပျူတာ error ဖြစ်လာတဲ့အခါမှာဆိုလို့ရှိရင်ဘယ်လိုမျိုးဖြေရှင်းမလဲဆိုတာကိုနားလည်သိရှိသွားမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်နောက်ထပ်လည်းနောက်ရဲ့ရှင်းပြတဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစဉ်ဆက်မပြတ်တင်ပြီးတော့မှဖြစ်တဲ့အတွက် KMLS e-learning platform မှာဆောင်းမြုံကြည့်ရှုပြီးတော့အားလုံးကိုဖိတ်ခေါ်အပ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ